အရှေ့အာဖရိကကနေမေခုကိုအခြေချသိမ့်ပိုက်ပြီးဂျူနိုင်ငံတခုထူထောင်ဖို့စာရုံးနဲ့ဂျူပန်ခဲ့ပူပါတယ်။ဇိုင်းယွန်ဝါလာရဲ့ကောင်းကင်ပါတီန်တီယိုဒိုဟက်ဇက်ဟာဥရောပကဂျူရီဆိုင်းနိုင်ဘာမှမဟုတ်ဆိုက်ဘရစ်ဂျွန်ဇွဲမှာကိုလိုနီအခြေချနိုင်ငံတခုထူထောင်နိုင်ဖို့ထောင်ကူအမခုနဲ့မှာဗြိတိရှအစိုးရကိုမေးမြန်းခဲ့ပါတယ်။ဗြိတိရှကိုလိုနီအတွင်းမူချိန်မာလိန်ကဒီအစီအစဉ်ကိုကန့်ကွက်ခဲ့ပေမဲ့ဗြိတိရှအင်ပါယာအတွင်းမှာဂျူကိုလိုနီနိုင်ငံတခုထူထောင်ဖို့ကိုတော့ကြံပြုခဲ့ပါတယ်။ ဒီကနေ့ခေတ်ကညာလို့ခေါ်တဲ့နိုင်ငံမှာဖြစ်ပြီးဒီစီမံကိန်းကိုယူကန်ဒါစီမံကိန်းလို့လည်းတည်ကြပါတယ်ဒီစီစဉ်မှု1903ခုနှစ်6ကျင်းမြောက်ဇိုင်ယွန်နီလာကမှာတည်ဖြူခဲ့ပြီးမြေနေထားလေ့လာဖို့အတွက်ကော်မရှင်တစ်ခုဖွဲ့စည်းကဆီလုပ်ခဲ့ပါတယ်ဘော်ဂန်ပီရွန်ဇူးကမယ်ရီလန်ပြည်နယ်အရွယ်ဆောင်ရှိတဲ့မြေနေရာမှာဂျူးဝေအခြေချနေထိုင်ပြီးကိုလိုမီနိုင်ငံတစ်ခုထူထောင်ဖို့ပါဒါမဲ့အဲ့ဒီဒေတာကိုအရင်ရောက်နေတဲ့လူခုခရီးအခြေချသူတွေကဗြိတိသျှအစိုးရကို ကန့်ကွက်ခဲ့ပါတယ်။ဇာယုံကော်မရှင်အဖွဲ့ကလည်းအဲ့ဒီဒေတာဟာပေးစီဩဇာမကောင်းပဲအခြေခံစာအုပ်တွေလည်းနှဲပါလာကြောင်းအခြေချနေထိုင်ဖို့အဆင်မပြေဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ခုနှစ်ကြိမ်မြောက်ဇာယုံနီလာတမတော်ပါလက်စတိုင်းကလွဲခြားဒေတာတွေမှာဂျူးတွေခြေချနေထိုင်ပြီးကိုလိုနီနိုင်ငံတစ်ခုထူထောင်တာဟာအဆင်မပြေနိုင်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ထောင်ကူ48ခုနဲ့ပါလက်စတိုင်းနိုင်ငံကအပိသက်မသိမ်းပိုက်နိုင်ခင်အချိန်ကြီး အာဂျင်တီးနားအပါအဝင်ကမ္ဘာဒေသချိုမာကျူးရဲ့အခြေချနေထိုင်ကကိုလိုနီနိုင်ငံတစ်ခုထူထောင်ရေးအစီအစဉ်ဟာအရာအစီအစဉ်ဖြစ်ဆက်လက်ရှိနေခဲ့ပါတယ်